အားလုံးပဲမင်္ဂလာပါရှင်အခုပြပြပေးမယ့်ပုံမြင်လေးကတော့ပညာရှင်ဖြတ်ထုံးညာပုံမြင်ပဲဖြစ်ပါလေရှင်တခါတော့ကမြို့ပေါ်တနေရာမှာဥပညာဆိုတဲ့ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ပညာရှိကြီးနေထိုင်နေတဲ့ဥပညာဟာမြို့နယ်တော်ရွာမှာရှိတဲ့လူတွေစကားများအငင်းပွားပြီးဘယ်သူကမှဖြေရှင်းမပေးနိုင်တဲ့ငွေရေးကြေးကိစ္စလူမှုရေးကိစ္စမှန်သမျှကိုလူကိုအခက်ခက်ပြီးဖြစ်စီကိုနားထောင်ရုံများဖြင့်သေချာစွာစဉ်းစားဆုံးဖြတ်ပေးနိုင်စွာရှိတယ် တယ်။ကျုံနယ်ကျုံမိတ်ဆွေတို့ငွေရေးကြေးရေးလိမ့်လည်ထားမှုကို ဖြည့်ရှင်းပေးတဲ့ဥပညာရဲ့ဉာဏ်ပညာကတော့အံ့ဩလောက်ပါရဲ့ဗျာ။အဲ့ဒီလိုအရက်ထဲမှာဟိုလူပြောဒီလူပြောနဲ့တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ဘီရင်ကြီးကကြတော့ဒီဥပညာဆိုတဲ့လူရဲ့ဉာဏ်ပညာထမြတ်မှုကိုလူတိုင်းကချီးကျူးနေကြတာဟုတ်ရောဟုတ်ရဲ့လား ဟုတ်မဟုတ်မမမှန်ကိုငါကိုတော့တီးရအောင်ငါအပားမှာခစားနေရတာလို့ကိုကိုကိုပြောပြီးဘဝင်မြင့်နေတဲ့ဥယျက်သားကိုဥပညာစီလွတ်ပြီးစုံစမ်းခိုင်းအောင်မလို့စဉ်းစားကပညာရှိအမတ်ကြီးဥယျက်သားကိုဆင်းလွတ်လိုက်တယ် ပညာရှိအမတ်ဦးရသားဟာဥပညာရှိတဲ့မြို့ကိုသွားပြီးဥပညာနဲ့တွေ့ဆုံဖို့ခွင့်တောင်းနေ။အဲ့ဒီအချိန်မှာဥပညာကကုန်တဲ့ကြီးနှစ်ဦးရဲ့ငွေရေးကြေးကိစ္စနဲ့ပြည်ထနာဖြစ်ရှင်းနေတဲ့အမှုကိုကြားနာနေတယ်လို့ ဥပညာရဲ့တပည့်ကပြောတယ်ပညာရှိကြီးအမှုချာနာနေတာကိုဝင်နားထောင်လို့ရသလားရပါတယ်ခမားနားထောင်ပါပညာရှိအမတ်ဥယက်သားဟာဥပညာရဲ့အိမ်ထဲကို ဝင်လာတဲ့ဥပညာရဲ့အိမ်ထဲမှာအမှုကိုချာနာဆုံးဖြစ်ပုံကိုနားထောင်ဖို့လူအများကြီးရောက်နေတာကိုဥယက်သားမြင်တွေ့လိုက်ရတယ်ပြင် ဥပညာရဲ့အမှုကိစ္စကြားနာတာကိုလာနားထောင်တဲ့သူတွေကမနှဲပါလားနားထောင်နေတဲ့လူတွေရဲ့အတန်းကလည်းငြိမ်သက်နေတာပဲအခုဖြစ်ရှင်းမှာကဘလို့အမှုကိစ္စလဲဗျဥယျာတာကဘေးနာကလူကို တီးတွန်းမေးကြည့်လိုက်တယ်ပညာရှိဥပညာရဲ့တဖက်တစ်ချက်မှာထိုင်းနေကြတာက ကုံတဲ့ကြီးတွေဗျဒီဘက်ကကုံတဲ့ကြီးကဥဒေါနာဟိုဘက်ကကုံတဲ့ကြီးကဥလောဘကုံတဲ့ကြီးဥဒေါနာကဥလောဘစီမာငွေတင်းကတထောင် ်ကိုစီပုံးနဲ့ထည့်ပြီးအနန္ထားတာတဲ့နှစ်နှစ်ခန့်ကြာတော့ဥရောနာကဥရောပါစီမှာအထာတဲ့စီပုံးကိုပြန်တောင်းယူတယ်အိမ်ရောက်လို့စီပုံးကိုတွန်းကြည့်တော့စီပုံးထဲမှာငွေရင်းကအစားကြောက်စရစ်ခဲတွေပဲတွေ့တယ်တဲ့။အဲဒါကြောင့်ဦးတော်နာနဲ့ဦးတော်ပါတို့အငင်းပွားပြီးဥပညာစီကိုရောက်လာတာ အော်ဒီလိုကို ဟဲ့ဒီချိန်မှာဥပညာကဥလိုပါတင်ယူထားတဲ့ငွေရင်းကောင်းတစ်ထောင်ကိုဥထနာအပြန်ပေးစေဥပညာကလည်းသူက စီပုံးတဲ့ကို ကြောက်ခဲတွေထည့်ပြီးကျွန်ုပ်ကို လာပို့ထားလို့သာဥရနာကတင့်ထန်စီပုံးလာအပ်ထားစဉ်ကစီပုံးကလေးကလေးနေတာကြောင့်တင်ကစီပုံးကိုတွန့်ကြည့်တယ်ငွေရင်းကားတွေတွေ့တော့ယူထားလိုက်တယ်စီတွေထည့်ထားလိုက်တယ်ဒါပေမဲ့စီအကြောင်းသားလေးသူတွေကထည့်ထားတဲ့စီဟာအမျိုးအစားမတူတဲ့စီအစ်စ်တွေပါလို့တညင်တညို့တဲ့ပြောကြတယ်အကျွန်ုပ်မှားမိပါတယ်ပညာရှိကြီးဥယျာတာက ူကြားခဲ့ရတာတွေကိုဘယင်ကြီးကိုအလုံးစုံရှောက်တင်နေဘယင်ကြီးကဥပညာကိုပညာရှိအမတ်ခန့်ရင်ကောင်းပဲကျွန်တော်မျိုးရှိနေတာပဲနောက်ထပ်ပညာရှိမလိုပါဘူးဖေယားတင်ဥပညာနဲ့ပညာပြန်ရဲလားပညာချင်းရှင်ပြန်ရဲပါတယ်ဖေယားဘယင်ကြီးကသူ့ရဲ့ရှေတော်မောက်ကိုအခစားဝင်ဖို့ပညာရှိဥပညာကိုရဲမတ်တော်ဦးနဲ့အခေါ်လွှတ်လိုက်တဲ့ဥပညာနဲ့ဥယတဟာပညာမြင့်ရှင်ပြိုင်ဖို့အသင်ဖြစ်နေကြတယ် ကဲတင်းတို့နှစ်ဦးကိုငါကိုယ်တိုင်မေကွန်မင်းမယ်ဖြစ်နိုင်တဲ့သူဟာပညာရှိပဲမေကွန်ကတော့ရေထဲကငါတွေမှာဘာလို့ရှာမရှိတာလဲ ဥယတာဟာတွေ့ဝေရတာစဉ်းစားနေတဲ့ဥပညာကမှန်လားပါဖေရရခင်တော်ကငါတွေဟာရေထဲမှာမနေပဲကုန်းပေါ်မှာစူးရောင်တွေနဲ့လမ်းလျှောက်နေပါတယ်ငကုတကောင်နဲ့ငလူပြည်မတကောင်ဟာတောထဲမှာလမ်းလျှောက်ရင်းကျောင်းတွေကကြားတွေကိုသိပင်တတ်တဲ့ပညာနဲ့တားကောင်ချောင်းရင်အမီးဝတ်တဲ့ပညာတွေကိုသင်မပေးလို့ကြားနဲ့ကြောင်တို့ရန်သူတွေဖြစ်သွားတဲ့အကြောင်းတိရိစ္ဆာန်ကြီးတွေအချင်းချင်းကိုရန်သူတွေဖြစ်အောင်ရန်တိုက်ပေးမှငါးတွေအနေရဲ့ကင်းမှာ ာဖြစ်ကြောင်းပြောပါတယ်ဖေဟာအဲ့ဒီလိုပြောပြီးငားတွေရဲ့ရန်တိုက်ပေးမှုကြောင်းတောထဲမှာရှိတဲ့တလိဆန်တွေဟာအချင်းချင်းတိုက်ခတ်ကုန်ကြပါတယ်ဖေဟာငားတွေရဲ့ဂုံးတိုက်စကားကြောင်းတလိဆန်တွေအချင်းချင်းရန်သူတွေဖြစ်ကုန်ကြတာလို့တိတဲ့မြောက်တွေဟာငားတွေရဲ့ရှာကိုဖျက်ပစ်ပါတယ်ဖေဟာပြီးတော့မြောက်တွေဟာငါအလုံးကိုဖမ်းပြီးရေထဲပစ်ချလိုက်တာကငါတွေကကောင်းမွန်တက်မလာရဲတော့ပဲရေထဲမှာပဲနေရပါတော့တယ်ဖေဟာ အကြောင်းအကျိုးဆက်ဆက်ရှိပြီးယုံကြည်လာအောင်ပြောပြနိုင်တာဟာပညာရှိပိသားပါပဲတဲ့ဘယင်ကြီးလဲဥပညာကိုစုလက်များချင်းမြင်ကမင်းတိုင်မင်ပညာရှိအမတ်အဖြစ်ခန့်အပ်လိုက်ပါတော့တယ်ပုံမြင်လေရတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်